ချာနီကနဲ့ပတ်သက်ပြီးတော့ဂျင်မီကင်မန်ကိုပရက်ဇီယထရမ်ကဘလို့ဒုက္ခပေးလိုက်လဲဒီဗီဒီယိုလေးအစာဆုံးကြည့်ဝမ်းဆိုရင်ချာနီကဂျင်မီကင်မန်နဲ့ပရက်ဇီယထရမ်တို့ရဲ့အရှုတ်တော်ပုံတိတိကျကျတည်သွားပြီးတော့အမေရိကန်မှာနေနေတဲ့မြန်မာတွေအမေရိကန်လာကြည့်တဲ့မြန်မာတွေအရန်တည်ထားမဲ့ free speech အကြောင်းတည်သွားမှာဖြစ်တယ်ကဘာပတ်အမေရိကန် stock option crypto in champion စီးပွားပညာရှင် channel ကကြိုဆိုပါရစေ။ဘယ်နေရာကြည့်လဲကိုမအောင်မှရေးတာပါ။အမေရိကန်မှာနာမည်ကြီးရဲ့ဟာတိုက်လူရှင်တော် Jimmy Kimmel ဖြစ်ပါတယ်။ထုံးစံတိုင်းလူရှင်တော်တွေကစင်ပေါ်မှာမတက်ရက်ပြီးတော့ president တွေတို့အမြဲတမ်းအမြဲတမ်းကပောင်းဝါဖြစ်ပြနေတဲ့အရာတွေတော့အတုံးချပြီးတော့ပြည့်ရပြုလို့ ရှိပါတယ်ဒါတဘာဝပါပဲเนาะဘယ်တမနာမဆိုမလွတ်ပါဘူး तू ပြောရတဲ့စကားတုံးနေခွန်ကြောင့် FCC chairman က ABC ကိုအကြက်ခံတယ်เนาะ ABC ကိုချင်းချောက်လိုက်တော့ပေါ့ FCC ဆိုတာဒါ media company ကို license ထုတ်ပေးရတဲ့အဖွဲ့အစည်းအစိုးရအဖွဲ့အစည်း तू က chairman မှာ Jimmy Kimmel ကဒါလူရှင်တော့ hey မဟုတ်မလဲဒီလိုမျိုး remark တွေစကားတွေပြောတဲ့အတွက်ကြောင့် ABC ABC ဆိုတာသူ့ကိုအလုတ်ခံတာ ਨੇ media company ကြီးပေါ့နော် Disney လက်အောက်က Disney ရထယ်ဆုံးကပြီးတော့ ABC ABC ရသူ့ကို show ပွဲတွေအာပြုလုပ်ခဲ့ပေးတာနော် ABC က Jimmy Kimmel ဆိုဆိုတော့ FCC လူရချင်းချောက်လိုက်တဲ့အတွက်ကြောင့် ABC ကို Jimmy Kimmel ကို show ရက်ရက်မရက်ဘူးဆိုရင်ငါ license operation လုပ်ခွင့်ကိုပိတ်ပင်လိုက်မယ်လို့ပြောတယ်။อืมเนาะ operation ပိတ်မရဘူးဆိုတော့ media company နဲ့ TV ပါပြောင်းမြာ show တွေပါပြောင်းမြာဘာမှပြောင်းမြာအဲ့ရောစီးပွားတစ်ခုဒုက္ခရောက်မှာပေါ့အဲ့လိုချင်းချောင်းလာရဲ့ရဲ့နောက်ွယ်ကလူတွေကရှိတယ်။เนาะအာနာရှိတဲ့လူတွေဘသူတွေတယ်။ဘာကြောက်ဒီလိုမျိုးជីမီခင်မဟို show ပြောင်းခွင့် ABC ကနေပြီးတော့ရပ်လန့်တာ ਨੇ အဲ့လိုမျိုးရပ်လန့်တဲ့ကြောင်းအမေရိကန်မှာ free speech နဲ့ပတ်သက်ပြီးလူတွေကဒီဘက်အများကြီးလို့ကြာ celebrity ရဲ့ထိတ်ဆုံးနာမည်ကြီးတွေရုပ်ရှင်မင်းသားမင်းသမီးအကုန်ပါလာတောက်လျှောက်ပွဲရအရန်ကြည့်ကောင်းကြည့်ကောင်းအဲ့တော့အမျိုးမျိုးပေါ့နော်အေးဒီလိုမျိုးမရက်တဲ့ဦးသူပြောတဲ့စကားကြောင့်နော်ဒါ free speech မှာပါတယ်အမေရိကန်မှာအာလွတ်လပ်စွာပြောပန်ခွင့်ရှိတယ်နော် hate speech မဟုတ်ဘူးနော် အရင်ဆိုးတဲ့အမုန်းပွားတဲ့စကားမဟုတ်ဘူးဒါပေမဲ့အဲ free speech တွေမှာပါတဲ့အတွက်ကြောင့် law မရက်သေးဘူးဆိုပြီးရုပ်ရှင်မင်းသားမင်းသမီးအကုန်လုံးအကုန်လုံးကဂျီမီကင်မဲဘတ်နော်အများကြီးအများကြီးပါကြတယ်အဲ့တော့ဂျီမီကင်မဲကဘာပြောလဲလို့ဒီလောက်ထိတနင်္ဂနွေလို့စူပွက်ပြီးတော့အရင်အရင်ဆိုးသွားတာလေအာဒီချာချာကြည့်ကြည့်မယ် The MAGA gang desperately trying to characterize this kid who murdered Charlie Kirk as anything other than one of them and do everything they can to score political points from. Here's everything. <laughs> Aha, so so to be on a palazzo. Hey, do you know Charlie Kirk so what? Oh, MAGA, make America great again, so it. No, a prayer. President Trump, Digabo, to you support the new hour. နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီးတော့နိုင်ငံရေးအမှတ်ရအောင်ပြုလုပ်တယ်ဆိုပြီးသူကဟာတာအနေနဲ့ပြောလိုက်တာအဲ့ဒါတင်မကောင်းနော်လူတွေအများဆုံးအဲ့ဒါကြောင့်သူဒုက္ခရောက်တယ်ဟောနော် Brazil ထွက်ရနေပြောနောက်ကွယ်ရနေခိုင်ခိုင်ထားပြီးတော့ FCC chairman ကိုအာ PR ပေးတယ် FCC chairman ဆိုတာ Brazil ထွက်ခံထားတဲ့လူကြီးစောစောလူကြီးอ่ะ เนาะ IFC chairman ကနေပြီးတော့ Disney နဲ့ ABC ကို PR ပေးတယ် PR ပေးပြီးတော့သူ show ပွဲရက်ပါကိုပြောတယ်เนาะအဲ့လိုမျိုးဟာမျိုးအများကြီးအများကြီးနောက်ကွယ်ကလက်မဲကြီးရှိရပေါ့နိအဲ့တော့အဲ့ရတခုတော့မဟုတ်တခြားသူပြောရစကားပို့ပြီးတော့အထင်သာစေเนาะ President Trump မှာအထင်သာစေလို့ကြောင့်သူဘာပြောလဲရတယ် You need to know about the off key monologue that got Jimmy Kimmel's show pulled indefinitely. The controversy began during Monday's show when the late night comic started off by claiming that MAGA was using Charlie Kirk's assassination to score political points. But Kimmel didn't stop there. He went on to call out President Trump, who is scheduled to deliver a speech at Kirk's memorial service on Monday, for what he deemed to be an insufficient reaction to the murder. In between the finger pointing, there was grieving. On Friday, the White House flew the flags at half staff, which got some criticism. But on a human level, you can see how hard the president is taking this. My condolences on the loss of your friend Charlie Kirk. May I ask, sir, personally, how are you holding up over the last day and a half, sir? I think very good. And by the way, right there, you see all the trucks. They just started construction of the new ballroom for the White House, which is something they've been trying to get, as you know, for about 150 years. And it's going to be a beauty. Yes. He's at the fourth stage of grief construction. <laughs> Demolition. Construction. This is not how an adult grieves the murder of somebody he called a friend. This is how a four year old mourns a goldfish, okay? Yeah, team one. So, <laughs> so, Hey, President Trump, Charlie Kerr, someone, someone, or interviewer, so, so, the name down there, me, the me, or a blue lady, <laughs> how are you holding up? So, President Trump, very cool, Pierre, Pierre, we White House မှာရှိအင်ဂျူတော်မှာရှိရဲ့မြက်ခဲရဲ့မှာရှိရဲ့ construction ballroom ballroom အစ်စ်ဆောက်တော့မယ် ballroom အစ်စ်ဆောက်တော့မယ်ပြောရမလို့ဟိုးအရင်သူ့ရှိရတမနာတွေအားလုံးတခါမှမလုပ်ခဲ့တဲ့ဟာသူကစပြီးတော့လုပ်တယ်ဆိုပြီးတော့အဲအာ president trump ကအရင် smart ဖြစ်တာနော်သူကကြုံကြွားလေးကြုံလာနဲ့ကြွားတာနော်အဲ့လိုကြွားလိုက်တော့အာ jimmy kimmel ကဒါကတင်ရင်ချင်းတေသွားလို့ one day နေရဲ့ ပုံမဲ့เนาะ190ရဲ့ပုံနဲ့မတူရွှေခလေးလေးရွှေငါးလေးတေသွားရတော့ကြောင့်190ရဲ့ပုံနဲ့တူတယ်တဲ့သူကပြောလဲ President Trump အပီနှိမ့်နေတာပေါ့เนาะအဲ့လိုမျိုးနှိမ့်နေတယ်အာပြောရမလို့ Greek construction เนาะဝမ်းနဲ့ကြည်ခွဲတာ construction လုပ်နေတယ် construction ဆိုတည်ဆောက်နေစောစောမရောက်ဆို President Trump ကသူက borrow တည်ဆောက်နေတာပြောတာလို့ truck ကားတွေအများကြီးရှိတယ်ဟိုမှာအကုန်လုံးအာเนาะ อ่า very good ပဲပြောတာတစ်ချက်ပဲပြောတာอ่า Charlie Sheen အကြောင်းမမမပြောသူ Brazil ထွက်တာ very good ပြောပြီးတော့ဆိုတော့ truck တွေလာနေ Boron construction လုပ်နေတယ်အေးနော်သူရှိရတမနာတွေအားလုံးကနော်နှစ်ပေါင်း150ရှိနေပြီတယောက်မှမလုပ်ဘူး तू ကအခုစလုံးလာနေเนาะစလုံးလာအတွက်ကြောင့်အဲ့ဒါ तू ကပြောတာပေါ့ကြုံကြွားလေးပြောလဲပြောလဲအာဆိုတော့ Jimmy Kimmel လုံးဝလုံးဝအေးဒါတော့ construction တေချာလုံနေねเนาะသူ့အပီထိပါအမှပြောရအဲ show တေချာကြည့်မှာဆိုရင်အရင်ကတမနာရယ်နှိပ်ပါတယ်အမြဲတမ်းအမြဲနှိပ်ဘယ်တမနာမဆိုနှိပ်တာပဲသူဟိုလူရှင်ကအဲ့မှာသူပတ်ဆိုင်ရပါဘောနော်မသူပတ်ဆိုင်ရเนาะဒါလူကြီးတယံကြီးတယောက်တေွားလို့ဝမ်းနဲ့ကြည်ခွဲကလည်းမတူဘူးတဲ့เนาะခလေးလေးရွှေငါလေးဆုံးမလို့ဒီကြောင်ဝမ်းနဲ့ကြည်ခွဲကတူတယ်အဲ့တော့ပလစ်တိုင်ကြီးဘလို့ထင်ပါလဲနဲ့ဂျီမီခီမန်ဒီကိုပြောလဲတော့ကြောင့်ပဲစီးရထရမ့်တော်တော်ထိပါထင်ပါလား ဒါမှမဟုတ်ရင်ဒါပုံမှန်ဟာတာပဲ။ညယူဆပြီးတော့ဒီတော့ထိအချိန်နေစိုးလာစရာမရှိဘူးထင်ပါလား။ဘလို့ထင်ပါလဲလဲ။ကိုမအမရေးတာပါ။ construction demolition construction This is not how an adult grieves the murder of someone he called a friend. This is how a four year old mourns a goldfish, okay? Kimmel then doubled down, sharing that it wasn't the first time since Kirk's murder that Trump redirected a question about the Turning Point USA founder back to the White House ballroom. so, so that Jimmy Kimmel. ဒါပထမဆုံးအချိန်မဟုတ်ပါဘူး။ဆိုတော့ so New York Post ကပြောတော့ New York Post ဆိုတာဒါလက်ရရင်းသတင်းဌာန ပြောမယ် Republican နဲ့ President Trump ကိုထောက်ခံတင်းင်းထားတာတင်းင်းထားတာကနေရော clip လုပ်ပေးရဆိုတာမဆိုးပြောရမယ်เนาะဒါရှင်းရှင်းလေးများအောင်ပဲတင်းင်းထားလိုက်ပြော Jimmy Kimmel အာအလုပ်ဖြုတ်ခံရပြီး show နားခံရပြီးဘာကြောင့်လဲဆိုတော့သူပြောတဲ့စကားကြောင့်သူပြောတဲ့စကားဘာစကားလဲဆိုတော့အဲ့ clip ကိုတင်းင်းချာမပြော New York Post ကပြောတယ်เนาะအဲ့ဒါ New York Post မှာဒါတော်တော်လေးစိုးရိမ်နေတဲ့အခြေအနေမှာရှိရ Free speech face page ဆိုပြောချင်တာပြောရအောင်လေလွတ်လပ်စွာပြောပါခွင့်ရှိအောင်နော် responsible တော့ဖြစ်အောင်ပေါ့အာ face page ဆိုတာပိတ်ပင်တဘောပဲ။ဒါကြောင့်ဆိုအဲအစိုးရတွေကဒီလိုမျိုးတာမန်ပြည်သူလူလူရှင်တော်တွေပြောတဲ့ဟာတွေကိုနော်ပိတ်ပင်ခွင့်ရပါပြီဆိုရင်နောက်ပန်းကြရင်ရိုးတာမန်လူတွေဘာမှပြောခွင့်ရမှာမဟုတ်ဘူး။အော်တစင်းတစင်းတက်လာမှာ။နော်နာမည်ကြီးရဲ့လူတွေကတဖြည်းဖြည်းစကုမ္ပဏီကြီးကစစမျိုးတဖြည်းဖြည်းတဖြည်းသူကတစင်းတော့အဲ့ဒါစိုးရင်တဘောမှာရှိ။အဲ့ကြောင့် Jimmy Kimmel ဘာပြောလဲဆိုတော့ New York Post ကတင်လိုက်တယ်เนาะဒါလက်ရလိမ့်ရင်းเนาะ Republican ဘက်ကเนาะဒါ New York Post ကပထမဆုံးအချိန်ပြောအောင်မဟုတ်ပါဘူး President Trump ဒီလိုမျိုး grief ဝမ်းနဲ့ကြေခွဲဟောင်း Charlie Kirk အကြောင်းပေါ်လာပေါ်လာတယ် President Trump ကဒီလိုမျိုးစကားလွှဲပြီးတော့ဆိုတော့ကြုံကြွားလာမျိုးပြောလာမဟုတ်ဘူးသူကထပ်ပြောနောက်ထပ်ဘာလိများ President Trump ကပြောရတော့ကြောက်စိတ်ဆိုးပြီးတော့ Jimmy Kimmel ကိုအလုပ်ထုတ်ချင်တာလေ show ပဲရက်စင်ချင်တယ်ဆက်ပြီးတော့ကြည့်ကြအောင် has happened once. When I heard it, I was in the midst of, you know, building a great. For 150 years, they've wanted a ballroom at the White House, right? They don't, they have a ballroom. They have to use tents on the lawn for President Xi when he comes over. If it rains, it's a wipeout. And so I was with the architects that were designed. It's going to be incredible. And they came in. They said, Charlie Kirk is dead. I didn't know what they meant. I said, he's we dead. <laughs> Charlie Kirk was shot. And they, saw, they thought he was dead because it was so horrific, you know. Mm -hmm. And I said, "Dad." And then we installed the most beautiful chandelier. You sponsors, you, believe. There's something wrong with them. There really is. I mean, the back. <laughs> ဂျေမီခေမန်အရင်ကတော့အဲ့လောက်တွေမကြည့်ဖြစ်ဘူးเนาะအခုကတော့တော်တော်လေးထီပါဘရက်ဇစ်ထရမ်ပြောဘရက်ဇစ်ထရမ် force new မှာလည်းသူကချာလီခတ်အာအကြောင်းပြောရင်းနဲ့အဲ့ဘောလုံးကြောက်ပြောတယ်เนาะအာနှစ်150ရှိနေပြီအဲသူကအာကီတက်တွေအလုံးလုံးနေတယ် design တွေကအရင် incredible မယုံကြည်နိုင်အောင်ဖြစ်မယ်အဲ့မှာလူတယောက်ဝင်လာပြီးတော့အေးချာလီခတ်တေသွားပြီအာဘရက်ဇစ်ထရမ်ပါတယ်အာဘာဖြစ်လို့လဲဘာပြောရလဲဘာဆိုလို့မှမသိဘူး damn အဲ့ဒါလူရရီရောနော်အာချန်ရှန်ဒက်ပြီးတော့အဲ့ဒါ तू ကဆက်ပြီးတော့ present tran တခြားအာရှန်တလေးကအရန်လှပါတယ်မီးဆိုင်တွေကိုတိဆောက်ထားတယ်ဆိုဆက်ပြီးပြောပါအတိကဂျီမင်းရှင်မန်ကပြောခြင်းတပွားနော်ချာလီခန့်ကိုဆုံးမလာဘူးကောင်းတယ်လို့မပြောဘူးဘာမှမပြောချာလီခန့်ဆုံးမလာအောင်ဝမ်းနဲ့ကြေခွဲတာပဲစီထရပ် ပြုတ်လို့တာဟာမလုံလောက်ဘူးဆိုတာပြောခြင်းတာအမတ်ပြောမှာလို့သူကချာလီခက်ဘဲလာတော့မှရက်တည်တဲ့တဘုံမျိုးဖြစ်နေတယ်ဟုတ်တယ်မဒီစားစားကြီးချာလီခက်ဆုံးသွားတယ်ဆုံးသွားပက်စစ်ထွက်ကိုတင်းတောင်းမေးတယ်မင်းရဲ့တင်းတောင်းဘဲ how are you hold it up စာဆိုပြောလိုက်တယ်အချင်းနေဘလို့လဲမေးတယ်အာရမ်းကောင်းတယ်ပြီးသွားရင်အိုးဒီ white house မှာနော် truck ကားတွေမြက်ခင်းပေါ်မှာရောက်နေပြီနော်ပြီးသွားရင် construction လုပ်နေတယ်ဘောရုံနှစ်ပေါက်150 ရှိရတမန်သားကြီးလုံလာတယောက်မှတယောက်မှမလုံကြဘူးငါကြလုံလိုက်တယ်အအရန်ဒီဇိုင်းတွေအရန်လှတယ်အဲ့လိုပြောတော့နော်ဂျီမီခင်မဲ့ပြောတယ်ဆိုတာဒါကချာလီခပ်ပရရက်တီတယ်လို့ထင်ပါလားတခြားအတိတ်ပဲရှိရထင်ပါလားပလိတက်ရောဘလူးတူပေါ်ရပလိတက်ရောဒီလိုမျိုးโอเคကိုယ့်ရဲ့တယံချင်းဟို လူတယောက်ဆုံးသွားတယ်သူ့တန်ချေကိုမေးလိုက်တယ်အချင်းနဲ့ဘယ်လိုလဲဆိုရင်တာမန်လူတွေဆိုရင်ဖြေမှာဘယ်လိုဖြေမှာလဲအေးသူအဲ့တန်ရင်ချင်းအကြောင်းပြောနေမှာငါနဲ့သူနဲ့ငင်ငင်ကအာအတူတူကြီးပြင်းလာတယ်ဒါမှမဟုတ်အတူတူအလုံးလုံးကြတယ်အရန်အောင်မြင်တယ်နော်သူကအရန်တော်တဲ့လူပါနော်စိတ်ထားကောင်းတယ်အဲရေချင်းရှိရဲ့အဲ့လိုမျိုးပြောတဲ့စကားတွေကိုတာမန်လူဆိုရင်နော်ကိုရင်းစာရှိရှိမယ်ရိုးရိုးတရင်ချင်းကောင်းဆိုရင်အဲ့လိုမျိုးပြောမယ် ထင်ပါနလားဒါမှမဟုတ်ရဲ့အာအေးမင်းတရင်ချင်းတေွားတယ်အချင်းနေဘလို့တယ်အာအရင်ကောင်းတယ်ငါထုံပါလေဟိုငါတီဆောက်ထားတဲ့ဟာကြီးရှေ့ရလူတရားမှလှုပ်တာအမအောင်မြင်းဝါငါလှုပ်ထားတယ်အရင်အောင်မြင်တယ်ခုအရင်ဒီဇိုင်းအရင်လှတယ်အဲ့လိုပြောမှထင်ပါနလားဘလို့ထင်ပါလဲနဲကိုမအမရေးထားတယ်မာโอเคအဲ့ရဒီ၃ပွင့်ဆိုင်မှာခြာနီခတ်တယ်ဂျီမင်ခင်မဲ့နော်ဘရက်ဇီထွက်နေမှာပညာပါရင်ရပါတယ်တဲ့နော်ဘသူ့ကိုအားပေးပါတယ်တဲ့ ုံးမအမရေးတာပါဒီမှာပြောရတာတော့ AFCC ကเนาะအပြောခံတာဗောအဲ့လိုမျိုးအဲအစိုးရကနေ President Trump ကနေပြီးတော့ဖိအားပေးတယ်ဆိုပြီးတော့ ठी FCC ကမဟုတ်မပေးပါဘူးတဲ့ဒီဘက်ညင်းလာမှာဒါထုံးစံပေါ့ဟုတ်တယ်မလားအဲ့လိုပဲညင်းညင်းကြ FCC ကဘယ်လိုမျိုးဖိအားပေးရလဲဆိုတော့เนาะ we can do this the hard way or the easy way or the hard way hey ABC ကိုပြောလိုက်တယ် Disney ပြောလိုက်တယ် ABC ပြောတယ် FC Chairman နာမည် Cars C A R R S Cars เนาะပြောလိုက်တယ် Disney ရဲ့ ABC ကိုအေးညလည်းလုံးမလားခက်ခက်လုံးမလားအဲရှင်းရှင်းလေးပဲเนาะပြောသွားပြီဟိုဒီလိုမျိုး emotional ဖြစ်နေတဲ့အချိန်မှာเนาะအရန်ဆိုးနေ situation ကိုမီးမမြောက်ပေးအောင်เนาะဒီလိုမျိုး show suspense လုတ်တဲ့နေဆိုပြီးသူကပြောလိုက်တယ်เนาะပြီးတော့ FCC ကအာ license ထုတ်ပေးရလို့အဲရောမကြမှာသူကကုမ္ပဏီက next star show တဲ့ ABC ရဲ့ next star show တဲ့တက်နာတဲ့ပေါင်းမှလုတ်တော့အဲပေါင်းလာတယ်သူက license ထုတ်ပေးရအဲရောစီးပွားရေးအဆင်ပြေမှုအတွက်သူကလည်း Jimmy Kimmel လို့ show ပေါ်ခဏလေးရန်တဲ့သူပေါ်မှာရှိတယ်ခဏရရတဲ့အမှ interfere နေဘာမှမပြောတော့ဘာမှမပြောတော့เนาะ လုံးဝလုံးဝညံ့နေတာစားခြင်းပါအဲ့တော့ FCC channel ကပြောရဲ we are not done yet ရက်ပြီးသွားတော့မှမပြီးသေးဘူးလေတော့မပြီးသေးဘူးသူကပြော FCC channel ကဒီတက်ပို့ပြီးတော့အရေးယူမဲ့တပုံမှရှိပါဘူး American public တို့နော်မဟုတ်တာပြောတယ်ဆို misleading ပြောတယ်ဆိုပြီးတော့အာပြောတယ် misleading သူပြောချင်တပေါ်ပါလေဆိုတော့ misleading ဆိုတာနော်ဒီလိုမျိုး Charlie Cat တေွားတာကိုစုံးွားတာကိုသူကဟို နိုင်ငံရေးအနေနဲ့အမှတ်ယူညူခြင်းလဲဆိုဂျီမီခင်မဲ့ပြောလိုက်တယ်ဆိုတော့မဲကားလေးတော့မဲကားလေးပြောလိုက်တယ်အဲ့လိုပြောလိုက်တော့အော်အဲ့ဒါမဟုတ်ဘူးပေါ့ FC chairman အမှန်ဟုတ်တယ်အာနိုင်ငံရေးကြောင့်ဖြစ်တာပါဆိုပြီး FC chairman ခါပြောကြတာဘာကြောင့်လဲလူတက်လက်လူကဟိုလက်အဖြူပဲတော်နေရမှာအမဲမဟုတ်တခြားလူမျိုးမဟုတ်နှုတ်မဆိုလူမျိုးကြီးဖြစ်အောင်မနော်အဖြူပဲအဖြူပဲဖြစ်ပြီးတော့သူကအဲ့ယူထမှနေတာနော်ယူထမှနေတာအရင်က independent ပြီးတော့တပြေးနောက်ပိုင်းကျတော့ဘဲဘဲကို စောင်းလာတယ်စောင်းလာတယ်လို့ရတဲ့ကြောင့်ဆိုတော့ Charlie Cat ပြောတဲ့စကားလေးကိုအာမကြိုက်တော့ဘူးเนาะမကြိုက်ဘူးမကြိုက်ဘူးမကြိုက်တဲ့ Charlie Cat ကိုတော့အဆုံးစီရင်ရတာလက်မျိုးဖြစ်နေတယ်အဲ့ဒီကောင်လေးက Charlie Cat ပြောလိုက်မကြိုက်တော့ဘဲဘဲစောင်းသွားဖြစ်နေတယ်ဒါမှမဟုတ်ဘဲဘဲစောင်းသွားပြီးတော့ Charlie Cat ပြောတာမကြိုက်တာဖြစ်နေနော်ပလေးတက်ရောဘလူးသဘောရပါတယ် Charlie Cat ပြောတာမကြိုက်တဲ့လူကြောင့်ဘဲဘဲရောက်သွားတယ်ထင်ပါတယ်လားကိုမအောင်ပါရေးတာပါ နော်ဘာပဲပြောပြောအဲ့လိုမျိုးဟာမျိုးဆိုညူက reason အမျိုးပြောရ UK က Guardian ကပြောတယ် Brit Britain တော့မနေနိုင်တော့ပြောတယ်နော်အာဒီလိုမျိုး chairman ကိုရတဲ့အတွက်ကြောင့် FCG chairman က President Trump နဲ့နော်ဟာတာလူရှင်တော့လက်ကင်တော့ဖြစ်သွားပါတယ်ဆိုသူကပြောလိုက်နော်အာ main လက်ကင်တော့ဟာတာပေါ့ပြောလိုက်နော်တက္ကပါတို့အဲ့ဒီအရာပြောတာပေါ့ free speech ဘယ်လိုဖြစ်တာ US က free speech ကိုထိန်းဆုံးထားတာနော်လွတ်လပ်ခွင့်လွတ်လပ်စွာပြောဆိုခွင့်အခုက US ကတဖြည်းဖြည်းဖြည်းအာအောက်ကျလာတဲ့သဘောပါရှိတယ်အဲ့လိုမျိုးဟာမျိုးတွေပေါ့ပြီးသွားရင်ထိန်းဆုံးရရောက်နေတဲ့နံပါတ်ကြီးရုပ်ရှင်မင်းသားမင်းသမီးတွေအာဒါက dark moment for free speech နော်လွတ်လပ်စွာပြောဆိုခွင့်ရဲ့အာအရန်ဆိုးွားတဲ့အမှောင်ရည်ကြီးပေါ့နော်အဲ့လိုမျိုးပြောတယ်ချာလီခတ်ဂျန်နီဖာအန်နစ်စတန်ပြောတယ် မိုင်းစ်စထရိတ်လည်းပြောတယ်ရောဘတ်ဒီနေရိုလည်းပြောတယ်เนาะအဲခင်မဲဒီမျိုးတော့ဘာကြောင့်ဆိုတော့အဲ့လိုမျိုးတယောက်ဟိုပိတ်လို့ရမှာဆိုရင် နောက်ထပ်အမျိုးမျိုးပိတ်နိုင်တယ်เนาะတယောက်ဘူးတယောက်လာမှာเนาะတယောက်သွတ်ပေးမှာဆိုရင်တယောက်ပိတ်တာကိုလက်ခံမှာဆိုရင်လူရဲ့ကြိနေမှာဆိုရင်တဖြည်းဖြည်းအချိန်ကြီးစိုးလာအဲ့ကြောင့်နိုင်ငံတကာငယ်ပဲဖြစ်ဘယ်ပါပဲကဘာပဲဖြစ်စနစ်စိုးရတဖြည်းကြီးစိုးလာဆိုတာလူရဲ့ဆက်ဆံရေးဖြည်းဖြည်းချင်းအာ sign တွေပြတာကို ရီယူမဆိုင်ပဲနဲ့အင်နောလုတ်ထားရတဲ့ကြောင့်အဲဒါကြောင့်စက်ကြချင်းမီးတောက်ကစလာတာနဲ့ချင်းနှိမ့်ပြရမှာနော်လက်ဝဲတွေမကောင်းနော်လက်ရာဂျိုးရိုဂန်ဂျိုးရိုဂန်ဆိုလက်ရာကွန်ဆာစတိုဇာဘရစ်ရီပပ်ဘလစ်ကနာမည်အရင်ကြီးရသူကပေါ့ကတ်စာမီလီယံနဲ့ချီပတ်စံရဟန်ဟန်ဒရက်မီလီယံဆောင်ဒေါ်လာပတ်စံရသူကပြောတယ်ဂျီမီခရီမာပြောတယ်နော်အမေရိကန်က free speech အတွက်အကောင်ဆုံး social safety net အရန်တိုင်မှခိုင်မာတဲ့ လွတ်လပ်စွာပြောဆိုခဲ့အောင်နော်လောဘရဲရဲဝုန်းဖို့ခုခံထားတဲ့ community ဖြစ်ရမယ်နော်ဖြစ်တဲ့ ਨੇ ပြောတယ်အဲကြောင့် Joe Rogan Republican ကပြောနေပြီ Conservative ကပြောနေပြီဒါကဒါလူကောင်းမလို့နော်အဲ့လိုမပြောရရကိုလက်ရတယ်မှာအမှန်လူတိုင်းပြောတဲ့ ਨੇ ဘယ်လိုပဲဖြစ်လက်ရပါပြီမှားနေဆိုမှားနေတဲ့အကြောင်းပြောရတယ်အဲ့လိုမပြောဘူးဆိုရင်ဒါတဖက်တည်းအကုန်ဖြစ်ကုန်တယ်နော်အရန်အရေးကြီးညနောက်တစ်ခုအာ AC အနူးကလည်း အာရုပ်ရှင်မင်းသားမင်းသမီးပေါင်း400လောက်နော်ဂျီမီခင်မကို support လုပ်ကြောင်း site ထိုးပြီးပြောအမတောင်ဖက်စပါတယ်အများရွယ်ရောဘတ်ဒီနယ်ရောဘတ်ဒီနယ်ကထောက်လုံးဝမကြိုက်တယ်သူကအစတည်းကပြောတာဒီနူကြီးကငပင်းတော့နော်တော်တော်ဆိုးရတူလားအပီပြောတာရောဘတ်ဒီနယ်ကိုပဲဘယ်ချေထိခိုင်မလားထိမလားမသိနော်သူကအရင်ကအရင်နာမည်ကြီးမင်းသားကြီးနော်အမ်အတက်ကြီးရဲ့အခေါ်လေဆိုရင်ဒီသူ့ကိုတိမာမှာပါကြောင့်အမြဲအမြဲကြည့်ထားတယ်တိမာ အများအများရှိအဲတခြားဘယ်သူတွေရှိရဲဆိုတော့ A list actor တွေများရှိရဲ ABC Miranda Olivia Rodrigo Selena Gomez ရှိရဲเนาะအဆိုတော့ Selena Gomez ရှိရဲအများအများဟေးအဲ့အဲ့မျိုးရုပ်ရှင်မင်းသားတွေရောလာเนาะဒီလိုမျိုးစပြီးတော့ဟိုပြောရဲဆိုတာကောင်းတာပေါ့ Jennifer Aniston ပါ Tom Hanks ပါ Robert De Niro ပါ Jason Bateman Natalie Portman ပါတယ် မာယာရူဒေါ်ပါအများကြီးအများကြီးပါတယ်เนาะမင်းသားတွေနဲနဲလုံးမင်းသားမင်းသားတွေမောအများကြီးပါမမေကထရန်အာ last week เนาะအဲ့အားကြောင့်ပြောချင်တော့အေးပိုကောင်းလာပါဒီကအဲ့လိုမျိုးစန့်ကျင်တဲ့မျိုးရှိရမတရားတွေ့ရဆိုရင်စောစောဆိုင်းထိုးရလောက်ရလဲပေါ့ကာစီမှာပြောရတယ်ပြီးွားရင်เนาะကိုတန်ပါတယ်တန်ပါတယ်လို့တည်င်းထုတ်ရလို့တည်င်းထုတ်တယ်လို့ ရေးရတယ် opinion ရေးရတယ်ရေးရပြီးနောက်ကောင်းလာပါလေဆိုတော့ Jimmy Kimmel cancel လုပ်လိုက်တဲ့ Disney company ကို Disney Plus subscription cancel လုပ်လိုက်တယ်ပြောရမယ်အေးမင်း Jimmy Kimmel ဖြုတ်တယ်မှာစစ်စောက်ရှိငါမင်းရဲ့ customer မဟုတ်တော့ Howard Stern ကပြောလိုက်တော့အဲ့လိုမျိုးရုပ်ရှင်မင်းသားမင်းသမီးတွေလည်းတော်တော်များများနဲ့လူတွေတော်တော်များများ Disney Plus ကို cancel လုပ်လာအများရှိအဲ cancel လုပ်တော့ Disney ဘက်ကပြန်စစ်စောက်တော့ဒီလိုမျိုးသူ့ကိုဖြုတ်လိုက်ရတဲ့အတွက်ကြောင့်ဒါကတော်တော်လေး အာဟေးနူရီတော်တော်တမောမကြဟေးထုံးစံတမဲ့ဘသူမဆိုပတ်စံထိတယ်ဆိုရင် အထိနာပဲเนาะဘယ်တော့ပဲချမ်းသာဖြစ်ကုမ္ပဏီကြီးပဲဖြစ်ဖြစ်ပတ်စံထိတယ်ဆိုရင် तू ကအထိနာအထိနာဆိုတော့ပြန်စဉ်းစားမအောင်မလို့ဘယ်လိုပဲကန်ဆယ်လုပ်လို့လူများလာပဲဆိုရင်ဟိုပြန်ပြီးတော့ तू ရီအင်စတိတ်ပြန်လုပ်မယ်ဆိုပြီးအေးမကြပြီချက်ချင်းပြန်လာပါတိတ်မကြပါဘူးတပတ်လောက်ပဲကြာဂျီမီခီမန်ပြန်လာပြီเนาะချာလီခတ် ဟိုအကြောင်းပြောပြီးတော့အမချာလီခတ်အကြောင်းနဲ့ပတ်သက်တာပြောတာချာလီခတ်မှာမပြောဆိုတော့သူတတိယနှိပ်ရပရက်စစ်ထရမ်ကိုသူကနှိပ်တာเนาะသူကနှိပ်တာအာငါ့ကိုအစိုးရနေတာเนาะဒီလိုမျိုးငါ့ကိုဘာလုပ်နေလဲငါ့ကိုဘာတွေပြောနေတီဗီမှာပြောနေတာ control လုံးဝမရှိတဲ့အဲ့လိုမျိုးထိအစထိန်းချုပ်လာမယ်ဆိုရင်ဒါကလုံးဝ democracy မဟုတ်တော့ဘူးလွတ်လပ်စွာပြောဆိုခွင့် constitution ကိုဖောက်ပြန်တယ်အဲ့လားအဲ့လားပြောတယ်เนาะအာ ညူရမြတ်တော်တော်များပြောကြတာပေါ့ပဲစင်ထွန်းကဒီလိုကြီးမိခင်မဲ့ပြန်လာတာဟို ABC ကိုလူစားတယ်เนาะအရှုံးသမားနေတဲ့အာတရားစွဲမယ်သူကပြောတယ်ပဲစင်ထွန်းထွန်းမှာတေးကြကြဒီမှာတွေ့တော်လောက်ထားတယ်เนาะ ABC နဲ့ပတ်သက်ပြီးတော့ဒီကြီးမိခင်မဲ့ပြန်လာတဲ့အတွက်ကြောင့်เนาะ ABC fake news เนาะကြီးမိခင်မဲ့ကိုအလုပ်ပြန်ပေးရဆိုတာလုံးဝမယုံကြည်နိုင်စရာပဲเนาะ the show က cancel လုပ်ပြီးပါပြီ။ဘာကြောင့်ပြန်ပြီးတော့ ပြန်ပြီးဟိုဖြန့်ပြန်ပေါ်လာလဲပေါ့လေအဲသူအပေးရလို့မရှိတော့ဘူးလေသူကသူကပါမီမရှိဘူးတဲ့နော်ဂျီမီခင်မဲဆိုတာနော်အပေးရလူကမရှိဘူးပါမီရမရှိဘူးဘာကြောင့်ဒီတော့တော်တော်အချိန်နေစိုးဝါးလူနော်ရည်ရမီရအောင်တဲ့နော်ပြီးပါရဲ့အာအရေးချင်းမရှိတဲ့လူကကြောက်ပြန်ခွာရတယ်နဲ့နော်အမ်ဒီမိုကရက်တွေအကြောင်းပဲအများအများပြောတယ်ဗောနေ99 99%ပေါ်စတစ်ဒီမိုကရက်အမ်ဒီမိုကရက်ကောင်းအောင်ပြောတယ်ကျန်ရင်တော့မကောင်းပြောတယ်နော် အာအရင်က DNC ရဲ့လက်ပါလူပေါ့လေအဲ့ဒီလူပါเนาะအာ illegal ဖြစ်တယ်ပေါ့ဒီမပြောတဲ့ဟာမျိုး ABC ကိုသူကအဲစတ်တတ်မယ်အရင်ကဆိုတရားစွဲသူ ABC က16 million ဒေါ်လာပေးတယ်ဒီခေါက်ဆိုပို့ပြီးပေးတယ်မယ်အေဂျီမီခင်မန်က bad rated rating ဆိုးတော့အဲ့တို့ကြောင့်เนาะလုံးဝလုံးဝ raw ဆိုတာကအာပုတ်ပွားပြီးတော့ဒုက္ခရောက်ပါစေဆိုပြီးတော့အဲ့လိုပြောလိုက်တယ်เนาะအဲ့လိုဂျီမီခင်မန်ပြောလိုက်ပြီးစီ ပလိတန်ရာပန်စီရတယောက်အနေနဲ့ဒီလိုမျိုးလူတယောက်ကိုပုံကိုတူးတယောက်ချိုးချိုးနှိမ်နေပြောတဲ့နေထင်ပါလားအေးအေး ABC ဘသူပဲဘာပဲပြောပြော ABC ကဟိုဂျီမီကမှပြန်လာတဲ့အတွက်ကြောင့်ဟေး6.3 million ရောင်ရပါတယ်လူတွေကြည့်ရအရင်ကြည့်ရ3ဆ3ဆအရင်ကမကြည့်ဘူးသူဒရာမာဖြစ်သွားတဲ့အတွက်ကြောင့်ပြန်ပေါ်လာကြောင့်လူတွေကလူပေါင်း3ဆပြန်ကြည့်3ဆဆိုရင်2 million ကျော်ကျော်2 million ဝင်းကျင်ပဲအခုက 6.3 million လောက်သုံးစားကျော်ပို့ပြီးတော့များတယ်လူအရင်အားပေးကြလူအားပေးကြအဲ့ကြောင့်ဒါအစိုးရအကောင့်လို့ပြောရမှာဂျီမီခင်မန်အတွက်เนาะအာဘာပဲပြောပြောကျင်းနေရတော့လူရှင်တော်တွေဘာပဲပြောပြောเนาะအေးဒီလိုမပြန်ပြီးတော့ free speech ကိုခုခံရတာဒါဒါကောင်းတဲ့တည်မှာเนาะခုခံမှာမရှိဘူးဆိုရင်ဒါနိုင်ငံကြီးကလုံးဝပြောင်းနေသွားတော့မယ်အမေကဟောလွတ်လပ်တဲ့နိုင်ငံ ဟုတ်တော့မှာမဟုတ်ပါဘူးပလိတန်ရမလို့ထင်ပါလဲဒီလို၃ပွဲဆိုင်အရှုံးတော်ပုံမှာဘာတွေလိုအပ်သွားပါလဲဘာတွေပို့ပြီးတော့ကောင်းတဲ့နဲ့ထင်ပါလဲအာ USA ကအာထင်သားတယ်ပို့ဆိုးနေပြီလားဒါမှမဟုတ်ကောင်းတဲ့ဘက်ကိုဦးတည်နေထင်ပါလားခမမှမရတာပါ freedom လွတ်လပ်စွာနေထိုင်ခွင့်ကဘာကြောင့်အရေးကြီးလဲဘာကြောင့်အရေးကြီးရဲ့ဆိုတော့ကိုပျော့ပျော့ရှင်ရှင်နဲ့ ကိုလှုပ်ချင်တဲ့ဟာတွေရီမှန်းချက်တွေအောင်မြန်လုပ်နိုင်လို့ကြောင်းเนาะလွတ်လပ်မှုရှိမှလည်း तू ကပျော်ရှင်မှာပျော်ရှင်မှာကလည်းအမှုတွေကမကောင်းကြံစည်စိတ်နည်းချင်မှလည်းမလွတ်လပ်မှုရဲ့အဓိကချက်ပါတယ်ဆိုတော့ financial freedom time freedom location freedom နော်ဒီသုံးခုကအရင်အရင်အရေးကြီးတယ်ဘယ်တော့ပဲ freedom speech ပဲရှိပဲပေးပေးထားကိုစီမှာ financial freedom မရှိဆိုရင်ကိုမကြိုက်တဲ့မကောင်းတဲ့တထင်းစီမှာအလုံးလုံးနေရမှာဆိုရင် ကိုကကုလိုဖြစ်မှာမဟုတ်အကုလိုဖြစ်မှာကိုဟိုမကြိုက်တဲ့ကိုပေါ်မကောင်းတဲ့နော်လုတ်ဖို့ခံပဲရှိနေမှာဆိုရယ်ကိုကအမြဲစိတ်ဆင်းရဲနေရမှာပတ်စံစိတ်ပူနေရမှာဆိုမိသားစုအရှင်အစီအမံမဟုတ်အကုလိုပူပွားနေမှာနော် ပြီးတော့ time freedom အချိန်လွတ်လပ်ခွင့်ရှိမှာဆိုရင်မိသားစုရဲ့ဒုက္ခရောက်နေချိန်မှာမိသားစုရဲ့တခုတော့စားခြင်းနဲ့ခီးတော့ခြင်းဆိုရယ်လွတ်လပ်စွာအချိန်ပေးခွင့်ရှိရတဲ့အတွက်ကြောင့်ပိုးပြောတယ်အဲကြောင့်လွတ်လပ်မှုအရန်ကြီးကြီးနော် ပြီးတော့ location freedom location freedom ကြိုက်တဲ့နေရာမှာပတ်သက်ရှာနိုင်မှာဆိုရင်တနေရာမှာအခြေအနေမကောင်းဆိုရင်တော့တနေရာမှာသွားနေလို့ရပျော်ရွှင်နေရာမှာနေလို့ရကိုမီတာဆိုရင်လုံခြုံတဲ့နေရာမှာနေလို့ရတယ်နော်ခိုးဆိုးလူရများတယ်ဓမြတိုက်ရများနေတဲ့နေရာမှာဆိုနေစရာမလို့စစ်ဖြစ်နေတဲ့နေရာမှာဆိုနေစရာမလို့နော်တဘာဘေးရတယ်ခဏဖြစ်နေတဲ့နေရာမှာနေစရာမလို့လက်စားတဲ့လူရရှိတဲ့နေရာမှာနေစရာမလို့အဲအကြောင်း financial freedom time freedom location freedom တနေ့ကိုတနင်္ဂနွေနေ့တုံးနိုင်ရင်လည်းကြိုက်တဲ့နေရာမှာပတ်စံရှာတဲ့ပညာတက်ချင်ဆိုရင် stock investing call option put options reverse option နဲ့ day trading movement stock ကိုတနေ့အတွင်းမှာတင်နန်းစရင်တွင်ပြီးတော့တက်သွားတဲ့ကြောင်းလားကြောင်းတွေအကုန်လုံးကအောင်မြင်တာကြီးပဲတော့တေချာစူးစမ်းပြီးတော့ဒီတင်နန်း၅ခုကိုတနေ့အတွင်းမှာပြီးရဲ့တင်နန်းသူတင်နန်းသားတွေဆရာမအောင်မြင်အောင်မတွေ့မှုတွေနော်အဲ့လိုမျိုးဆရာ တပည့်တွေကိုအောင်မြင်ခြင်းဆိုရင် financial freedom time freedom location freedom ရပြီးတော့ကံကောင်းတဲ့ဘဝရခြင်းဆိုရင်တင်နန်းလင့်တွေကို YouTube video description ကမှမှာရှိပါတယ်ဒီနေ့စရင်တွင်ပြီးတော့ဒီနေ့ပဲတင်နန်းကိုကြည့်လို့ရပါပြီ Cherish ကိုရင်ထဲက time the အရင်ကျေးဇူးတင်ပါတယ်ဆရာဆရာရဲ့တင်နန်းလေးခုကိုတက်ပြီးတဲ့အမြောင်းငွေထူးထူးခြားခြားရခဲ့တယ်တင်နန်းအပြီးပထမလာမှာ 9200ကျော်ဒုတိယလမှာ2800ကျော်အများအများကြီးရခဲ့တယ်။ပို့ထူးခြားတာကဆီယန်နဲ့မန်တော်ရှိဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားတာအရင်အောင်မြင်ပါတယ်။ကျမ offshore လောက်တဲ့ယခုတလအမြန်ငွေကဆူရှိနှစ်ဆိုင်ကရတဲ့အမြန်ငွေထက်ပိုများတယ်။ဆီယန် rich ကိုအရင်ချင်းတင်ရတယ်ဆီယန်။အချိန်တိုသောသွင်းအောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင်အားမလျှော့ပဲကြိုးစားပါလို့လောဝရုပ်ယူကြည့်ကြည့်တိုက်သွင်းပါတယ်။ 是呀，得睡觉嘛，宝贝。